တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့နေ့ခုနှစ်ရက်နေ့တော်တွင်မှာ ကောင်းတဲ့ရှင်းမကြအောင်မြင်မယ်လိုရာပြည့်စုံမယ်စီးပွားတက်မယ်အပြောင်းလဲရှိမယ်ခီးကိစ္စအစဉ်ပြေမယ်ဒီကလဆုံးဖြတ်ချက်ချတာကုန်မှန်တယ်ဥတီကျဲသိနေရှေတိုးလုတ်ကန်ခြင်းနေတိုးတက်ဘလောက်ခက်ခဲအားလုံးကိုကြော်ပြီးတော့အောင်မြင်မှုနှစ်သာရကိုရရှိမယ်ဝေးကြီးကံကောင်းမယ်ဒီရက်နေ့မှာ အရေးပါတဲ့ကံပြောင်းလဲနေတိုးတက်မှုရှိမယ်။နှစ်ရက်နေ့ခရီးကံကောင်းမယ်၊လူမျိုးခွဲကြိုးပေးမယ်၊ဘဝတိုးတက်။သုံးရက်နေ့အလုံးစုံကံကောင်းခြင်း၊ဘဝတည်လန်းပွင့်ခြင်း၊မိကောင်းဆွေကောင်းထောက်ကူရခြင်းကိုကြောက်မယ်။လေးရက်နေ့အများကိစ္စတွေဆောင်ရွက်ပေးရမယ်။ဝေကြီးကုန်ကြများမယ်။လုံးသမျှထေရှားစွာမြင်ခြင်းကိုကြောက်မယ်။ငါးရက်နေ့သူများပြဒနာကိုပြဒနာဖြစ်တတ်တဲ့စေဒနာဝေဒနာဖြစ်တတ်တဲ့လူယုံဒုက္ခပေးတတ်တဲ့၆ရက်နေ့ အထူးစားပွင့်နဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဒါပေမဲ့အဲ့ဒီနေ့နဂဘွန်ရက်ဖြစ်တဲ့မတော်တဆနေ့အထူးပြုယူဆရမယ်အနောက်ရက်ကိုဒီသွားစံနေရှိတဲ့တဲ့နေကင်းတန်တိုင်းခွဲနဲ့သုံးနိုင်ကြသွားလာနေထိုင်ယူဆရမယ်ခုနှစ်နေ့မှာဥတီချက်ပြောင်းပြီးလို့တော့ကောင်းတယ်ရဝေးကကောင်းသောသတင်းစကားကြုံမယ်လို့သမျှအောင်မြင်တိုးတက်ခြင်းကိုကြုံမယ်မဟာရကျမ်းနဲ့တိုက်ဆိုင်တယ်ရည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 ်ယူဆရမယ်အပြုံလုံးတို့အန်ရဖြစ်တတ်တာတွေလည်းတူယူဆရမယ် မြောက်ရကုန်တီသွားစံနေရှိတဲ့တဲ့မနဲ့စံနိုင်ခွဲနဲ့ဆက်နိုင်ကြသွားလာနေထိုင်ကျဆက်မယ်တနေ့လာရင်ကဗုထုနေမွေးသူတွေကောင်းကျိုးပေးတယ်တနေ့ကနေစနေမွေးသူတွေဒုက္ခပေးတတ်တယ်တစ်လေးကိုကနန်းနေချိုးပေးတယ်အဝါရောင်လေးမရောင်နိုးနေအောင်တို့ဝတ်ဆင်သုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါဒီဒဇံမာလာ၄ရက်နေ့ဒေါ်လာပြည့်နေ့ကြာသာပတိနေ့နဲ့တိုက်ဆိုင်တယ်လာပြည့်နေ့နဲ့ကြာသာပတိနေ့တိုက်ဆိုင်ရင် လင်ပန်းထဲမှာလက်ဖက်လေးပုံပုံပြီးဘုရားကအမြင့်မှာတင်လက်ပွင့်နဲ့ကံပွင့်နဲ့လူပပြင်းလက်တွေ့ဆွမ်းရနေမှာကျေးဇူးတင်ပါတယ်ဇနီနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဒီဇင်ဘာလတရက်ကနေ9ရက်နေ့တော်တွင်မှာဝေကြီးကံကောင်းမဲ့မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်စမ်းပွင့်မယ်လူရပြည့်စုံမယ်ခရီးကိစ္စအစဉ်ပြေမယ်ရှင်ပြိုင်မှုအောင်မြင်မယ် ပညာလုပ်ငန်းတွန်းတွဲပြီးတော့ကောင်းသောတုတ်တယ်မှုရဲ့နှက်သာရကိုရရှိစီမံကိန်းစစ်အကြံစစ်တွေလက်တွေ့ကောင်းတဲ့ဖော်နိုင်တဲ့ဒီဇင်ဘာတရနေ့ကကိုယ့်အတွက်ရာရာဆင်ပြေတဲ့နေ့ဖြစ်ပြီးကံကောင်းမယ်နှစ်ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ပြီးတုတ်တယ်မယ်သုံးရက်နေ့မှာစိတ်ချမ်းသာမယ်လူရပြည့်စုံမယ်ရာရာပြည့်စုံမယ်လေးရက်နေ့မှာခီးကိစ္စပြောင်းတဲ့ကိစ္စတွေအတွက် စီစဉ်ဆောင်ရွက်ကြိုးပမ်းမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်၅ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းလူပြည့်စုံခြင်းကိုကြုံမယ် 6ရက်နေ့မှာငွေကြေးကန်ကောင်းမယ်ဒါပေမဲ့မတော်ဆန်ရဲ့ထိခိုက်မှုကို ထူးဖြူပြီးကူဆက်ရမယ်။ငကပေါ်ရက်နဲ့တိုက်ဆိုင်တဲ့အနောက်ရက်ကိုဒီသွားစရာနေရှိတတ်တယ်။နေကတနိုင်ခွဲနဲ့ညနေ3နိုင်တွင်သွားလာကူဆက်ရမယ်။9ရက်နေ့မှာမဟာရကျမ်းဖြစ်တော်အပျော်မလွန်တဲ့အနည်းရှိတတ်တယ်။ရေရည်ရင်ရည်ကူဆက်ရမယ်။အဲ့ဒီမှာ မြောက်ရောက်ဥတီသွားစေနေရှိတဲ့တင်မနေ့ဆယ်နိုင်ခွဲနဲ့ဆရလိုက်တွဲအသွာလန်နေတိုင်းအထူးပြုပြီးကျူဆက်ရမှဖြစ်ပါတယ်တပတ္တကာလအတော်တွင်းမှာဇာသပရိနေဗုဒ္ဓုနေငါနေမွေးသူတွေကကောင်းကျိုးပေးတယ်တနည်းလားသောကြမွေးသူတွေဒုက္ခပေးတတ်တယ်သုံးချောက်ကိုကနန်းနေကျိုးပေးတယ်အပြာရောင်ပန်းရောင်ညီရောင်ချက်သွေးရောင်တွေကိုဝစ်ဆင်သုံးဆွဲပြီးလူရှိရကိစ္စများဆောင်ရွက်ပါအစဉ်ပြေသွားနိုင်ပါတယ် အနီယံပန်းပွင့်ဖျားကတ်လူပူဇော်ပြီးလိုရာဖြူဆောင်ရွက်ပါ၄ရက်နေ့ဒီဇင်ဘာအဲ့ဒီနေ့လာပြည့်နေ့နတော်လာပြည့်နေ့ခြားသာပတိနဲ့တိုက်ဆိုင်တယ်လာပြည့်နေ့ခြားသာပတိတိုက်ဆိုင်တဲ့နေ့မှာလင်မတ်တစ်ချက်ထဲမှာလပယ်၄ပုံပုံပြီးတော့အဲ့ဒီလပယ်၄ပုံပုံထားတဲ့လင်မန်ဖျားလှူလိုက်ကတ်လူလိုက်သူတို့ခြားခြားလက်ပွင့်နေလက်တွေ့ဆန်သက်နေမှာကျေးဇူးတင်ပါတယ်တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ဒီဇင်ဘာတရနေ့ကနေ့9ရက်နေ့တော်တွင်မှာရန်တိုက်ခံများမယ်တပားသူပြဿနာကိုပြဿနာသဘွယ်ဖြေရှင်းရမယ်စိတ်နှောက်ရှင်းများမယ်အသွာလာနေတိုင်ပြောဆိုထူးကြီးဆဲရမယ်စေတနာဝေဒနာဖြစ်တတ်တယ်တပားသူကြောင့်မိမိမှာပြဿနာ လိုက်လံဖြေရှင်းရခြင်းလေးရှိတတ်တယ်ခက်ခဲတဲ့သူတွေပြဿနာများတဲ့သူတွေကြားထဲမှာ ကိုယ်ကဖြတ်သန့်နေရမယ်ဒီနေ့မှာအရာရာခရုဆဲရမယ် နေ့ရက်နေ့မှာရန်တိုက်ခံကြနေထိုးပေါက်ပြီးတိုးတက်တဲ့ကံပွဲပြီးတော့မိကောင်းဆွေကောင်ထောက်ခွရမယ်။သုံးရက်နေ့ကတော့ငွေကြေးကလုပ်ငန်းကစီးပွားကလုံးဆောင်ကောင်းခြင်းစင်ပြေခြင်းနဲ့ကံမြမခြင်းတွေကိုကြုံမယ်။လေးရက်နေ့အဲ့ဒီနေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်ပြီးအစ်မြင့်တဲ့ဘဝနေထောက်တိုးတက်တဲ့ငွေဆုလိုက်ဝင်ခြင်းကောင်းတဲ့လက်ဖွင့်ခြင်းကံရှိ။၅ရက်နေ့မှာလူယုံဒုက္ခပေးတတ်တယ်လူလိမ်လူကောက်တွေ့တတ်တယ် 6ရက်နေ့ကတော့အသွာလန်နေထိုင် queue ဆက်ရမယ်အဲ့ဒီနေ့မှာအမြင့်တက်တဲ့နေရာတွေမှာလည်းသတိထားရမယ်ကာယမဲ့ရင်ကမောင်းနေသွာလာမှုတွေမှာသတိထားရမယ်အနောက်ရကုန်ဒီသွားစရာနေရာရှိတဲ့နေ့တနိုင်ခွဲနဲ့၃နိုင်အတွင်းသွာလာ queue ဆက်ခုနှစ်နေ့မှာရံများခြင်းအတိုက်ခံများခြင်းရှိတယ်ရေမှာပြောဆိုကစားခြင်းမပြုအောင်ရင်ကမောင်းနေခြင်းကိုလည်းသတိထားရမယ် မြောက်ရဦးတည်သွားစံရင်းရှိတဲ့တဲ့မနေ့စံတန်ခွဲနဲ့ဆရနိုင်ကြအသွာလာနေထိုင်ထူပြုရွဆက်မှဖြစ်ကြောင်းတင်ပြလိုပါတယ်ဒီကာလတော်တွင်မှာဇာသပရိနေဗုဒ္ဓုနဲ့တင်းလာနေမွေးသူတွေကောင်းကျိုးပေးတယ်တင်းကလေးနေငါနေမွေးသူများကြောင့်စိတ်နောက်ရှည်လေးတွေဖြစ်တတ်တယ်တင်းငါကိုကနန်းနေကျိုးပေးပါတယ်အဖြူရောင်စင်းရောင်မိခိုးရောင်တို့ကိုဝယ်ပြီးလူရှိရကိစ္စဆောင်ရွက်ပါ အထူးပြုဆောင်ရွက်နိုင်တာကတော့၄ရက်နေ့အဲ့ဒီကနတော်လပြည်နေဖြစ်တယ်ဂျာသပရီနေနဲ့တိုက်ဆိုင်တယ်လင်ပန်းတစ်ချက်တည်းမှာလက်ဖက်၄ပုံပုံပြီးတော့အိမ်မှာရှိတဲ့ဘုရားရှင်မှာကတ်တူပြီးတော့လူရဆုတောင်းမှာလက်ပြည့်ခြင်းလက်ပွင့်ခြင်းလူပါပြည့်ခြင်းလမ်းပွင့်ခြင်းအလုံးစုံကောင်းစွာဖြစ်ထွန်းပြီးတော့အနာဂတ်ကို ထူကြတဲ့အကျိုးဆက်ကိုပေးပါသေးမယ်ကျေးဇူးတင်ပါတယ်